ချင်းမောင်းနေဘွားကနေတိန်သုံးနောင်တန်ကားစီကစိတ်ဟောပိုင်ရှင်ပြက်လာတဲ့ဖက်တီမှာတိန်သုံးနောင်နဲ့ကားဝဲစီနေတဲ့ဒီချမ်းသာကျဲဝါတာကတော့အချင်းမောင်းတဲ့ဖက်တီမှာပါအခုဆိုရင်ဖက်တီမှာကတိန်သုံးနောင်ကျန်ပါကြရိုကားစီနေတဲ့တပုံကအင်တာနက်ပေါ်မှာပြန်နေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းဖက်တီမှာဟာရွှေဆွေးကြိုးစားငားချက်သားဆွဲကနကနာပွဲမှာတိန်တရာဘိုးငွေဝင်ချေခဲ့တာပါအစောပိုင်းမှာတော့ဖက်တီမာကအချင်းမောင်းရောင်းနေရတဲ့လမ်းမေးစည်းတယ်လေးပါ။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ဖက်တီမာဟာ TikTok နဲ့ Facebook စတဲ့ အင်တာနက်ဆက်မနာတွေကို marketing scale ပိုင်နိုင်စွာနဲ့အသုံးချခဲ့တာဖြစ်ပါတယ်။ဖက်ဒီမာတုတ်ပြတဲ့တမ်းမြတိတုတ်တွေကိုစားခြင်းကလူတွေအားလုံးကသိရရှုခဲ့တာပါ။ဒါကြောင့်လေဖက်ဒီမာရဲ့နာမည်ကတော်တော်လေးကိုမှရေးပဲစားခဲ့တာပါ။ဒါကြောင့်လေဖက်ဒီမာတမ်းမြတိတုတ်ကိုလူတိုင်းကအမှုပညာရှင်ဆဲလီတွေပါမကျန်ဝယ်စားကြတာဖြစ်ပါတယ်။ဒါကြောင့်လေဖက်ဒီမာတော်တော်လေးချမ်းသာကျေဝလာတာပါ။အခုဆိုရင်တော့ဖက်ဒီမာကချင်းမောင်းတစ်ခုတည်းသာမကကြီးမားတဲ့စိတ်ယုံကြည်တယုံတိဆောက်ကဝန်ထမ်းတွေကိုလည်းငှားပြီးတော့စားတုတ်ကလုပ်ငန်းတွေကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။ အခုစိန်ဖက်တီမှာတိတ်သုံးတောင်တန်းကားလေဝယ်စည်းနိုင်ပြီဖြစ်ကမယုံနိုင်တော့အောင်ခြေဝချမ်းသာနေပြီလေဖြစ်ပါတယ်